အားလုံးပဲမင်္ဂလာပါရှင်။ Your Happiness by Juju Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုဒီကမှာတော့ဆရာဆွေလောင်းရေးသားထားတဲ့တကူတော်ဘခနဲ့ရှင်သိတ်တော်ဝတ္ထုများဆိုတဲ့စာအုပ်ထဲကသင်မင်းကိုအဲ့ခန့်ခြင်းဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။စာအုပ်လေးရဲ့အစမှာတော့ရင်ုံထွားပုံတင်ဆောင်ကားပုံတို့ဟာပြ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 ရှိလာတယ်။ပြည့်တင်းတဲ့တင်မွာဆန်ကခြေနှစ်ချောင်းအတွန့်လင်ပြုတ်ပြီးလှမ်းလိုက်လေတိုင်း ဝင်း၍ဝိုက်၍တုန်ခါခြင်းကိုဖြစ်စေတယ်။အရှိုက်အဟိုက်ကပုံပန်းကြနာသလိုအရွယ်ကလည်းငငယ်အလိုဆုံးရှိမှတစ်ဆက်ချောင်းနဲ့ကြောကြောအပြားကော့တော့လေဝိုက်စပင်အောက်ကဆိုထွေထွေဝင်းဤဤခုတ်သားပြန်ဖွေကနေဖွေကနေဝတ်ထားလိုက်တဲ့အဝတ်စားကလည်းအဲ့နဲ့ချုပ်ထားတယ်လို့မထင်ရတကူလုံးကော့ပါပါတော့ပြီးကတ်ထားသေးတယ်ငနေသားအမျိုးသမီးနောက်ကလိုက်ချလာတယ်အကွာဝေးက15ပြည့်ထမပူ10ပြည့်ထမရော့ ဒီအကွာဝေးကိုထိမ့်၍လိုက်လာပုံရပါတယ်။ငနေလေးရဲ့အဝတ်စင်ကအပေါ်ပွပွအောက်ကျက်ကျက်တက်ထရရင်ညံ့အောင်ပေါင်းမရပေါင်နေတင်နေဆင်းနေအောင်ချက်ပုံရတယ်။အပေါ်ပိုင်းကတော့အစင်းရောင်နာလန်ချခင်အပေါ်စားကျဲသီးတွေကိုဖြုတ်ထားတယ်။ငနေလေးဟာငနေမလေးရဲ့နောက်ကနေရေကတန်းရှုသလို ရှုရင်းဒီဇိုင်းမမတ်လိုက်လာပါတယ်။ဒါကိုရှေ့ကငနေမလေးကလည်းတိတ်လိုက်မှတိတ်တိတ်နမလေးတိပြရစေလှနဲ့နော် လှလာတယ်လို့နမေကလှမှာပဲလှလိုက်တာပြန်နေတာပဲကလော်ဒီယာကာရီနေနဲ့ညင်မလိုက်အခါတိုင်းခါတိုင်းသူမနောက်ကနေလိုက်လာလေရှိတဲ့ကော်လမ်မာနဲ့ငနေတွေဟာဒီလိုမေးရကြပါတယ်မထီတထီငော့ရကြတယ်ထိရကြတယ်ဒါပေမဲ့ဒီငနေလေးရတော့တင်မိအင်လျာလမ်းမကြီးကနေဗရောင်းမြိုင်လမ်းချင်းကလေးတွေကိုချိုးကွဝင်ရောက်လာတဲ့အချိန်ငနေဟာတခွန်းတပါးရမ်းညာဟာတော်မှမဟုတ်ဘူး အချိန်ကလည်းနေဝင်ပြီးခက်ပြပြလူကပြက်ပါပြီနဲ့တို့တစီဒီကောင်မလေးကနည်းနည်းမြမမှုဒီလိုငနေမျိုးသူ့ကန်ပေါက်ခဲ့တယ်မှာတဒါစင်ပြည့်ဖို့တယောက်ပဲလိုတော့တယ်ကျူတို့တင်နှန်းဆင်းလာပြီးကြတဲ့ကဒီလိုငနေမျိုးတွေကိုအဆက်ကွင်းဆင်းခဲ့တယ်မှာမနေတော့ဘူးမဟုတ်လားတယောက်ချင်းလဲဘာကြောက်စရာရှိတယ်လဲမင်းကလေးကခေါင်းငုံငဲ့တယ်ဆိုရင်လည်းငဲ့လိုက်တယ်ဆွေကနေနေတဲ့မျက်နှာဟာနောက်ကလိုက်ပါလာတဲ့ငနေလေးကိုတစ်ချက်အကဲခတ်လိုက်တယ် ဒီမှာပဲစီးထားတဲ့ဟိုင်ဟီးခွာမြန်ဖက်နှက်အဖြူကလေးကချော်ထွက်သွားတယ်ဆိုရင်ဤထွေးတဲ့ခန္ဓာကိုယ်ဟာရှိုင်းစင်းသွားပါတယ်။ငနေလေးဟာမလချော်ကလေးရဲ့ဘေးကိုချက်ချင်းကြီးကိုရောက်ချလာတယ်။မိသားတရားတာထွက်တာထမြန်နေတယ်။နာတော့ရင်ခုညီပြစီ။ငနေမလေးဟာဒုတပတ်ထောက်အနေထားကနေညတောင်ကော့ကြီးတွေကိုပုတ်ခတ်လိုက်ရင်မော့ကြည့်တယ်။ဟမ်ဒီမှာပြန်ချောင်းနာသွားပြီ။ခုပါအောင်လားလို့။တမရဲ့အတန်မပွင့်တပွင့်မပီတပီ။ ဂျာကင်ဝဲငနေလေးဟာကောင်မလေးရဲ့တစ်တစ်ကလေးတင်းဣနေတဲ့ပခုံးသားဝန်းဝန်းကလေးကိုကင်မပြီးထူလိုက်တယ်။သူ့အတွင်ဟာကြွေရုံနုနုရရလေးကိုလွတ်ကျတော့မှဆိုးတကဲ့သို့တရေထားပြီးကင်တွယ်နေတဲ့ပုံတရံမျိုး။ဒီရမဲဗရမ ्या လန်ချင်းကလေးရဲ့အတွင်းဘက်တစ်စစ်ချိုးခွေဘက်ကနေကားနဲ့ကြီးတစ်စင်းဟာအရှင်အောင်ပြင်းစွာမောင်းထွက်လာတယ်။ကားမျိုးစားဘာဟော့စူပါလီဘာအိုတာဖိနေတနအိမ်60လောက်တော့အသားလေးပြင်းမဲ့ကားမျိုးပဲ။ ကာကြီးကငနေလေးနဲ့ငနေမလေးတို့အနာကိုမရောက်မီဘရိတ်ကိုစောင့်နေလိုက်ပုံရတယ်။ကာလေးပီကလုံးဝလဲပတ်ခြင်းမပြုတော့ပဲချွတ်ချွတ်ချီချီအတန်မြေပြီးမြေနေလန်းကိုရှော့တိုက်သွားပါတယ်။ကားရှင်မသိမီနောက်တကားကလည်းလူနှစ်ယောက်ထွက်လာပြီးအာအတက်နေတဲ့ဇုံရဲစီကိုရောက်သွားတယ်။ဒီခဏချင်းရှော့ရှော့ထွေထွေဖြစ်သွားတယ်။နောက်တော့ကားနဲ့ကြီးကတရှိန်တို့မောင်းထွက်လိုက်တယ်။လမ်းထဲမှာတော့ခွေးတစ်ကောင်ကြောက်တမီးမှမကြံရက်ခဲ့ပဲ။ စက်ကော့လက်ကော့ကောင်မလေးဟာလကောင်ဂျာကင်ဝက်ငနဲလေးဟာလကောင်အရေးရောမှမမြင်ရတော့စွန်ချီသွားတဲ့အလားအောက်မရပါနဲ့ထို့သူအမောင်တို့ကပါတိတိတတကြည့်ဆိုလာတော့တယ်อืมအင်မတန်ကြည့်ကောင်းတဲ့အကွက်ပဲရောက်ရှင်ရိုက်နေသလားအောက်မရတယ်ဥအောင်စံဟာတစ်ထပ်အိမ်မြင့်ကြီးရဲ့ဒတင်းပေါက်ကနေပြ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 မြင်တွေ့လျရတဲ့ဒတင်းကမြင်ကွင်းလေးကိုကြည့်ရင်ချီချွတ်လိုက်ဖြစ်တယ်ဒါတော့ဒေါက်ခဲမကြီးကမချိမနဲ့ဖြစ်နေမိပါတယ် ကြည့်လေညနေစာမင်းဆိုရင် သူ့မှာဒီပြတင်းပေါက်ကောက်ကိုခွာတယ်မရှိတော့ကိုစံရှင့်မှာလည်းဒီပြတင်းပေါက်ကောက်ကိုခွာတယ်မရှိဘူးဘာရင်းညာကြည့်ကောင်းနေတာလဲရှင့်ဦးအောင်စံဟာဒေါခင်မကြီးရဲ့စကားကိုမကြားတယ်လို့သူ့ဟာသူဆက်ပြီးရေရွတ်နေပြန်တယ်ကောင်မလေးကလည်းဖြူဖြူပွေ့ပွေ့ဝဝကိတ်ကိတ်ကလေးဟာလှတော့အတော်လှတယ်ကောင်လေးကလမ်းတရေလေးနဲ့တူပါတယ်ဒေါခင်မကြီးဟာဦးအောင်စံကိုအတိတ်ပဲကင်းမဲ့တယ်လို့ကြည်ရင် ဇတင်းပေါအနာကိုရောက်လာပြီးအောက်ကိုငုံကြည့်လိုက်တယ်။ဘာလို့မှမတွေ့ဘဲမလဲရှင့်ကောင်းလေးနဲ့ကောင်းမလေးဘာမှမတွေ့ပါလား။ဟာမင်းဘဲတွေ့မလဲခင်မကြီးစွန့်ချီတော့တာထက်တော့မြန်သေးတယ်။ဒေါက်ခင်မကြီးကတော့အတော့ကိုမကြည့်မနဲ့ဖြစ်သွားပါတယ်။ကိုစံရှင့်စကားတွေကဘာတွေလဲရှင်ရုပ်ရှင်ရိုက်တာလည်းပါတယ်။ကောင်းမလေးနဲ့ကောင်းလေးလည်းပါတယ်။ဆုံချီသွားတာလည်းပါတယ်။အင်းမင်းတို့မိန်းမတွေကနေရာတကာသိကျင်ကြတာလေးကြီးပဲ။ မျက်စိနဲ့နားဆိုတာအလကားမထားရဘူးကွာမြေတန်းဖွင့်ထားရတယ်အဲအခုတွင်ရှင်မှာဘာတွေဖြစ်သွားလဲဆိုတာမင်းမသိလိုက်ဘူးမဟုတ်လားခင်ဗျာအဲ့ဒါပြန်နားထောင်ငါပြောနေတော့မင်းဝင်မမေးနဲ့ပြီးမှမင်းသိချင်တာမင်းဥဟောင်းဆန်ခက်ဆော့ဆော့သူမြင်တွေ့လိုက်ရတဲ့အချောင်းချင်းရအားလုံးကိုအစာဆုံးရှင်းပြခြင်းဖြူတယ်ဘရောင်းမြိုင်လမ်းထဲမှာကောင်မလေးတယောက်ဝင်လာပုံသူမရဲ့နှာကျွမ်းနဲ့ဂျာကင်ဝက်ငနဲ့ကတ်လာပုံကားနဲ့ကြီးနဲ့ပန်သွားတဲ့အထီးဖြစ်တယ် အချင်းရလည်းမှောက်စပြုတ်ပြီးဖြစ်တော့ဘသူမှမြင်လိုက်မှာမဟုတ်ဘူးခင်မကြီးဒီလန့်ကလည်းလူပြက်ပါပြီတဲ့။ဥအောင်စံသူ့စကားကိုအဆုံးသတ်လိုက်တယ်။ရှင်ပြောတဲ့ကောင်မလေးကိုသူ့ရည်စားကားတင်ပြေးသွားတာဖြစ်မှာပေါ့။ဒေါခင်မကြီးကသူ့ထင်မြင်ချက်ကိုပြောလိုက်တယ်။မင်းပြောသလိုမဖြစ်နိုင်ဘူးခင်မကြီး။သူတို့လုပ်ပေါ်ကံမုံတွေကြည့်ရတာကျူးတင်စီစဉ်ထားသလိုအကွက်စီတယ်။ပြီးတော့ငါးစိတ်ထဲမှာတင်ကမကင်းဖြစ်နေတာတခုရှိရဲ့။ ဘာလဲလို့တော့တိကျမစဉ်းစားရအောင်ကွာပြန်ပါတယ်မူအမောင်တို့ဟာကြီးစိုးမင်းမှုနေပြီဖြစ်တယ်ဥအောင်ဆန်ဟာတန်ကလာထိုင်ကြီးကိုမှီပြီးထိုင်ရင်သူ့ရဲ့ထင်နေချက်ကိုဇနီးဖြစ်သူပြောရန်စဉ်းစားနေမိတယ်ရှင်ကဘလို့ထင်လို့လဲငါထင်ရတော့ကောင်မလေးကိုပြန်သေးဆွဲသွားတယ်လို့ယူဆတာပဲဒီတိုင်းမှငါမှ တာဝန်မကင်ဘူးခင်ပါကြီးအလို့တော့သူ့ဟာသူပြန်ပေးဆွဲဆွဲစွန်းချီချီရှင်အနေတိုင်းပါ ရှေရရှေရတယ်ကျမမကြိုက်ပါဘူးခုကကိုအေးအေးဆေးဆေးနေပါဦးအောင်စံသူ့ရဲ့ခန်းကိုကုံရင်ဝေခွဲမရတလို့ဖြစ်နေပါတယ်ဒေါက်ခင်မကြီးကသူမရဲ့စကားကိုအဆုံးတတ်လိုက်ပြီးအိတ်ခန်းထဲကနေထောက်ခွာသွားပါတယ်သို့တော့သူမမီးဖို့တဲ့ကိုပြန်လာတဲ့အချိန်အောင်ဦးအောင်စံကခေါင်းကုပ်ပြီးစဉ်းစားနေစေပဲကဲရှင်ညသာစားတော့မလားကိုအောင်စံအချိန်တောင်အတော်လင့်နေပြီဒီတော့ရှင်းကြိုက်တဲ့ပဲကြီးကိုကနဲ့ငမင်းကချင်ရင်လေကျမပြင်ယူလာခဲ့မယ်နော် ဝမ်စာခေါင်းတက်တက်ကလေးခါရမ်းပြစ်လိုက်တယ်။ငါမစားသေးပါဘူး။ဒါနဲ့ခင်မိုင်းမင်းဒေါက်တာမင်းချီတိုက်ကိုသိတယ်မဟုတ်လား။တွတ်ချန်နဲ့နှစ်ချန်ကျော်လောက်ကလေ။အိုးဘဝင်းမြင့်မြင့်ကပြားမရှယ်လေးရောက်ကြောက်ပြောတာမဟုတ်လား။ဒေါက်ခင်မကြီးဟာမချင်မနှက်နဲ့မေးလိုက်တယ်။အေးဟုတ်တယ်။မင်းတွတ်တက်ကို အခုသွားစမ်းခင်မိုင်း။တွတ်တိုင်မှာဖုံးရှိတယ်။အဲ့ဒီကနေခမရွရဲထန်တာရဲအုပ်ထုံးဝင်းစီဖုံးဆက်ဆန်း။ဒေါက်ခင်မကြီးဟာ ို့နားမလဲတလို့စိုက်ကြည့်နေပါတယ်။ငါဆက်ခိုင်းတယ်လို့ပြောမောင်ထွန်းဝင်းနဲ့ငါနဲ့ကတိတ်ရင်နေတယ်။ဆော့ဆော့ကငါပြောတဲ့အတိုင်းကောင်မလေးကိုကားထင်ပြေးသွားတာကိုပြောပြကြလား။ဖြစ်နိုင်ရင်ငါ့ရင်ကိုအမြန်ဆုံးလာခဲ့ပါလို့ထည့်ပြော။ဒေါက်မကြီးရဲ့အမှုသွင်းဟာအင်မတန်စိတ်ပြတ်သွားပုံရတယ်။ဒီညနေမှာဒီလူကြီးဘာဖြစ်နေပါလဲ။ကဆော့ဆော့ပိုင်းကစပြီးသူ့ကိုကြည့်ရတာတမျိုးကြီးဖြစ်နေတယ်လို့တွေးမိလိုက်ပါတယ်။အခုသူမမသွားချင်လို့နဲ့အိမ်ကမှ ဘာမဟုတ်တဲ့အကြောင်းဖုံးသွားဆက်ခိုင်းပြန်တယ်။အမှားအပြင်ဒေါက်ခင်မကြီးကဒေါက်တာမင်းကြီးရဲ့မိန်းမရှယ်လီနဲ့တိတ်မျက်နှာကြောမတည့်လား။ပြန်လွန်းနေ၊နန့်လွန်းနေလို့ထင်ပါတယ်။ငါပြောတာကြားတယ်မဟုတ်လားခင်မကြီး။အဲ့ဒီုံတော့ကျမမသွားနိုင်ဘူးကိုစံ။ဟေးဘာဖြစ်လို့လဲကွာ။မင်းကဒေါက်တာမင်းကြီးရဲ့မိန်းမအိမ်ကိုဘာလို့မသွားချင်ရတာလဲ။အိုးရှင်ပါတိလို့လဲ။အဲ့ဒီဒေါက်တာမင်းကြီးရဲ့မိန်းမရှယ်လီဆိုတာကျမသိကြည့်လို့ရတာမဟုတ်ဘူး။ ကောင်မကလူ့အမယာအဖက်မတန်းတယ်လို့တလောကသူ့ကားနဲ့ကျမကိုဝင်တိုက်မိတော့မလို့ကိုအောင်ဆန်းသူ့ထိုင်းနေတဲ့ကလထိုင်းကြီးကနေထတော့မလို့လှုပ်ပြီးဖင်ကိုကြွပြေးမှညနာတခုလုံးရှုံမဲ့သွားပြီးပြန်တိုင်ချလိုက်ပါတယ်ခပ်ပကွာမင်းမလဲအသက်ကြီးမှဒီစိတ်တွေမွေးတော့မဲလားခင်မကြီးငါခိုင်းတာကသွားပြောစမ်းဒီတခါကိုအောင်ဆန်းရဲ့အတန်တိတိတတမာလာတယ်ပြတ်တယ်ဒီဘိုးကြီးရဲ့စိတ်ကဒီလိုပဲဖြစ်တယ် သူလှုပ်ချင်တာဆိုလှုပ်လိုက်ရမှချိနဲ့တဲ့လူစားမျိုးမှန်ဒေါက်ခင်မကြီးကတိပြီဖြစ်ပါတယ်။ကဲရှင်တလောက်တောင်သွားစေခြင်းလဲ။သွားပြောပေးပါမယ်ကိုစံရဲ့။ကျမဘာလုပ်ပေးခဲ့အောင်မလဲ။ဒေါက်ခင်မကြီးကနောက်ဆုံးမှအလျှော့ပေးလိုက်ရပါတယ်။ဒီတော့မှအဖိုးကြီးကချိနဲ့သွားခဲ့တယ်။အေးအိတ်ခန်းထဲကငါဆေးတန်ရဲ့ဆေးဘူးရဲ့ဆေးလိပ်ခွက်ရဲ့ယူပေးခဲ့။ပြတင်းပေါက်ကတော့မင်းပြန်လာမှပဲပြိတော့။ဒေါက်ခင်မကြီးက ိတ်ခန်းထဲကစေးတန်စေဘူးစစ်လိခွက်တွေကိုကိုအောင်ဆန်ရဲ့တန်ကလထိုင်ကြီးပြီးမှရှိတဲ့သပွဲဝိုင်းလေးပေါ်တင်ပေးလိုက်တယ်။ကဲကျမသွားမယ်။နင်းနဲ့တော့ကြာမယ်နော်။ချမ်းအဝေး။အေးအေးအိတ်ခန်းမိတွေပိတ်သွားကွာ။သပွဲတဲ့မိလေးပဲဖွင့်ပေးခဲ့။တိတ်လွန်းလွန်းတော့မျက်စိတွေပြားလာတယ်။ဦးအောင်ဆန်ဇနေးဖြစ်သူချမ်းနဲ့ကထွက်သွားတဲ့အတန်းအိမ်မောကနေစောင့်ကြည့်နေပြန်တယ်။ဒေါက်ကင်မကြီးကအမောင်တူထဲမှာပြက်ကွယ်သွားပါတယ်။ ဘလုံလုံးနဲ့အချိန်မင်းတိတ်နေတော့ပါကလားဦးအောင်စာဆဲတစုံကိုထည့်ပြီးမြင်းညိလိုက်တယ်အင်းမြတဲ့လေပြင်းတစ်ချက်နဲ့အတူ မိုးတက်ရက်နဲ့နေရာတရင်ပေါက်ကနေတူးဝင်လာတယ်ဟာမိုးရအောင်မလားမသိဘူးညငွေလာနဲ့တပ်ပတ်နေတဲ့ကျဲပွင့်ကလေးတွေကိုတဲမျိုးတွေလွှမ်းခြုံထားပြီးဆိုရင်ညဟာမဲ၍မှောင်၍အကြီးတန်နေလေတော့တယ်ညမမလာမမလမ်းမမအယုတ်ဆိုးရနေလေတော့တယ် အလဲနဲ့အမောင်ရဲ့စက်ကူးမကူးကာလမှာနင်းနူငယ်ကကာမလေးတယောက်ကိုယောက်ျားကြီးသုံးယောက်ကဒီလမ်းကနေမှသွားခဲ့လေတယ်။ဒီအမစပြီးလှပတဲ့စန်တိုခွေမကလေးတယောက်ဂျာကင်ဝက်ကောင်ကလေးတူပြီးတော့ကားနဲ့ကြီးတဲ့လူနှစ်ယောက်က သူ့ခေါင်းထဲကမထွက်တော့ဥအောင်စံစေးတံကိုတစ်ချက်ရှိုက်ပွားလိုက်တယ်။အခွေလိုက်အလဲလိုက်တွန့်လင်ရတက်သွားတဲ့မိကူးမြင်ကိုစိုက်ကြည့်ရင်ဒုစုံတစ်ခုသောအကြောင်းချက်ကထင်ရလာပါတယ်။ ူတကူလုံးအကြောချင်းနေတင်းသွားပါတယ်။သဲသားရဲ့လက်ပတ်မှုဟာတုံဆိုင်သွားတဲ့ကဲ့သို့ထင်မိပါတယ်။ကြောက်ပေါက်မှရေးရေးလက်ခမ်းမွေးတက်တက်နဲ့ကားနဲ့ကြည့်တဲ့လူတယောက်ကိုသူကတိတိပပပတိဘူးတယ်၊ညင်ဘူးတယ်၊ပတ်သက်ဘူးတယ်။သူ့နာမည်ကလက်ဖြောက်အောင်တိုက်။ကန်းကောင်အောင်မိုက်တဲ့တနက်သမားတယောက်ပါတကား။ပွိုင်း38ပြောင်းတူအမျိုးစားစမင်းဝဆင်၆လုံးပြုနေတာကန်တွေပြစ်ခတ်ရပါလေ။ဆငါကရဲ့တွင်ဒင်္ဂဝိုင်းကိုပဲ အတားကလေးထိအောင်ပြစ်နိုင်စွမ်းသူလို့အဆိုရှိခဲ့ပါတယ်။အီဒီမှာအောင်တက်ရဲ့စွမ်းရည်အောင်တက်ရဲ့အတက်မိုးဝမ်းကြောင်းပညာပဲ။ဒုမို့ကြောင့်လဲလက်ဖြောင်းဆိုတဲ့နာမဝိသေသနာကိုဘဝတို့အောက်ချီလောကသားတွေဟာချစ်ချင်းနဲ့နဲ့ပေးခဲ့ကြပုံရပါတယ်။လက်ဖြောင်းအောင်တက်ပါဝင် အဖွဲစီကလေးတစ်ခုဟာကမာလေးတယောက်ကိုကားနဲ့ချင်းနဲ့ပိပိရေတင်သွားခဲ့လိမ့်ပြီ။ဦးအောင်စံဟာပင်စင်ရရာဇွတ်တရားသူကြီးဟောင်းတယောက်ဖြစ်ပါတယ်။ ဥပဒေကိုအကြီးကျယ်ပြီးတောက်ခဲ့သူတူဆိုရင်လည်းမမအရှိပြတာနဲ့အကောင့်ထင်အောင်သိမြင်နိုင်ခဲ့သူသာဖြစ်ပါတယ်။ဒီတဲ့သူ့အတွေ့အကြုံအနိကုံးချုပ်လေတယ်။သူ့အတွေ့အကြုံမှန်ကန်ခဲ့ပါလေ။သူ့ရဲ့အယူဆတာအတိအကျဖြစ်ခဲ့ပါလေ။အင်မတန်စိုးရွံထိတ်လန့်ဖွယ်ကောင်းတဲ့အန်ဒီရဲ့ဆဝိုင်းတစ်ခုအတွင်တွုံးဝင်မိရတာဖြစ်ရတာကိုဦးအောင်စာတိတိပပသိရှိလိုက်မိပါတယ်။ဦးအောင်စာပွင့်ရနေတဲ့ပြတင်းပေါက်ကနေပြင်ပောက်ကိုကြည့်လိုက်တယ် ခင်မကြီးရဲ့အရေးရံကိုမျှမမြင်မတွေ့ရသေး။အမှားအဖြစ်ဒီချင်းဆိုရင်ခင်မကြီးတယောက်ပြန်ရောက်ဖို့တင့်ပြီ။အသွားပြန်10မိနစ်သာစကားပြောတာ9မိနစ်လွန်ကျွန်မိနစ်20ထပ်တော့ကြာလိမ့်မည်မဟုတ်။လိုင်းကင်ကြောင့်နဲ့အော်ဒဂတ်တာယာရဲ့ဖိကျိတ်တာထွက်ပေါ်လာပါတယ်။မဲမဲနက်နက်ရှည်ရှည်မြမြတဒံတကူဟာဗရောင်းမြိုင်လမ်းကလေးတွေကိုရှောဝင်လာပါတယ်။ဆက်တန်ညင်တာပေမဲ့တိတ်ဆိတ်မှုကိုဖြုတ်ခွင်းနိုင်တဲ့ဆိုင်ရှိပုံရပါတယ်။ ဒီတင်တဲ့ဟာဥအောင်ဆိုင်ရဲ့ခြံရှိကနေကျော်လွန်သွားတာနဲ့အတွင်းကမဲမဲတတဝါနှစ်ကောင်ဟာလျင်မြစွာထွက်လာတော့တယ်။တဦးကပုပ်ပူဝါဝတကောင်ကပင်ပင်ရှိရှိသူတို့နှစ်ဦးရဲ့လှုပ်ရှားမှုတွေဟာလူနဲ့ပဲအသိမတူခြင်းပေါ်ပါဖြက်လက်လိုက်ဒီမှလဲအောချလောက်တယ်။အကောင်ရှိတဲ့မွေတကောင်ကဲ့သို့ခြံဝါကိုရှော့ကနေရောက်ချလာတယ်။ပုပ်ပူဝါဝသူ့နောက်ကနေ၅စက္ကန့်မြတ်ချပြီးထက်ချက်မကွာလိုက်ပါလာပါတယ်။တိတ်မကြလား သူတို့နှစ်ဦးစလုံးအသင်ပွင့်ဟနေတဲ့ဦးအောင်စင်ရဲ့တိုက်ထဲကိုရောက်သွားကြတယ်။အကောင်ရှိရှိဟာပူပူဝဝကိုအချက်ပြလိုက်တယ်ဆိုရင်ဒုတိယလူဟာတကားကြမှာနေရာယူလိုက်ပြီးဖြစ်နေပါတယ်။အကောင်ရှိဟာမဲမောင်နေတဲ့လေကားကတဆင့်အပေါ်တက်ကိုဖြည်းဖြည်းတက်သွားတယ်။အလင်းရောင်မရှိပေမဲ့တချက်တလေများတိုက်မိခိုက်မိခြင်းမရှိ။ဒီထိတန်အခြေတန်ကလုံနေ။ခြေကြလက်ကြပြည့်ရခြင်းရှိတယ်။အတန်တဲ့ရုပ်ရှင်ပြတ်တက်နေတဲ့အတွင်မျိုး လေကားတဲ့20ဆောင်းလာနဲ့လင်းရဒဇန်တစားထွက်ပြနေတဲ့အခန်းတစ်ခုကိုသူကရှင်းဆိုင်မိပါတယ်။ကိုလူရှိဟာညာလက်မှာကန်ထားတဲ့မဲမဲတစားပလာတစ်ခုနဲ့ခန်းစီကိုထိုးခွဲလိုက်ပြီးအတွင်းထဲကိုဝင်လိုက်ပါတယ်။မှုန်တရီဟိုးတော်ဝလင်းရအောင်မှာဥအောင်စံကတန်ကလထန်ကြီးပေါ်မှာအေးဆေးတည်ငြိမ်စွာနဲ့စောင့်ကြိုနေခဲ့ပါတယ်။ကြံကန်းတာလုံးမာပါစတရားသူချင်းပဲ။အကောင်ရှေဟာဆက်တွင်နှုတ်ဆက်လိုက်ပါတယ်။ အာပို့တဲ့မြတ်တာကြောင့်ချမ်းမပဂတိချမ်းသာစွာရှိပါရဲ့ဒါနဲ့မင်းကိုမမြင်ရတာကြပါဘကောလားအောင်တဲ့လက်ပြအောင်တဲ့ဟာဦးအောင်ဆန်ရဲ့ရှေ့တက်တဲ့မှာခြေနှာချောင်းကိုခွဲပြီးနေရာယူလိုက်တယ်သူရဲ့ညာဘက်လက်မှာလူတက်လက်နဲ့တကူဟာအစင်းနဲ့ရှိနေပါတယ်ပွိုင်38စမစ်အင်ဝက်ဆင်အမျိုးအစားပြောင်းတူမမြင်တာကြားဆိုအစိုးရစည်းင်းနဲ့ဆင်းနှစ်လောက်စိမ့်နဲ့စားတောက်နေခဲ့ရလားဦးဗျာ ခမရဲ့ကြုတ်ကိုမှတ်မိတာပဲမှတ်မိတာပေါ့အောင်တိုက်ရတိတ်ကိုမှတ်မိတာပေါ့မင်းအခုတည်းဒီမကောင်းမှုဒုစရိုက်တွေကိုလုပ်နေတော့မဲလားညနေတော့ကမင်းကိုတွေ့လိုက်တော့ငါတော့အံ့ဩသွားတယ်ဒါနဲ့ကမလေးကိုမင်းတို့ဘဲမထားခဲ့တယ်လေလက်ပြအောင်တိုက်ကတဲ့ရဲ့ပကောင်းနှစ်ဘက်ကိုမြှင့်လိုက်ပြီးဟက်ကနေရဲချလိုက်တယ်သို့သောဒီရဲ့သားတင်မရဲ့ရဲ့သမန်းဥအောင်စံဘေးတယ်မမေးပဲတိလိုက်ပါတယ် အဲ့ဒါခမရဲ့ကန်ဆိုးတာပဲဦးအောင်စံကျောက်ကခမချလိုက်တဲ့ထောင်ဆယ်နှစ်ကိုချစ်ချင်နဲ့နဲ့ခံယူပြီးတဲ့အချိန်မှာခမရကိုလက်စားချေဖို့လိုက်ရှာနေခဲ့တယ်။အဲတွေ့ချင်တော့မမျောနဲ့မယ်ကျောက်တို့ရဲ့လုပ်ငန်းလေးတစ်ခုမှာခမကြီးကမျက်မြင်သက်တဲ့အဖြစ်နဲ့စောင့်ကြည့်ခဲ့တာ ਉਹ ဗျ။ညနေတော့ကတဲ့ဘောက်ကကြည့်နေတဲ့ခမမျက်ခွက်ကြီးကိုကျောက်ကတိုက်မှတ်မိတာပေါ့ဗျာ။ဒီတော့မောင်တိုက်ကျောက်ကိုဘာလို့ချင်လို့လဲ။ အိုးအိုးတိတ်လှုပ်လှုပ်ရှားရှားမလုပ်နဲ့လေကျောက်ကဒီကွာဝေးလောက်တော့မျက်စိမေ့ပြတာတော့မလွဲဘူးဗျတကယ်ဆိုတော့ကျောက်ကကြားရှိမောက်ရက်လဲသလိုခမရဲ့ရှင်မှာရသွမှုတစ်ခုကိုကျွလွန်လိုက်တာပါပဲဒီအတွက်ခမရဲ့ဝေစုကိုပြေဖို့ကျောက်ပြန်လာတာပါပဲဥအောင်စံရာဇဝတ်ကျွေးဆိုတာခြေတယ်လို့မရှိဘူးဒီစကားနဲ့အတူလက်ဖြောင့်အောင်တဲ့ရဲ့ညာလက်ဟာမြင့်တက်လာပါတယ်မဲနဲ့တဲ့တနက်ပြောင်းဝါဟာဥအောင်စံရဲ့ဘယ်ဘက်ရှင်အောင်က နှလုံးသားနဲ့တဲ့မှန်နေပေးပြီမင်္ဂလာညပါတရားသူကြီးမယ်အောင်တက်ရဲ့ညာဘက်လက်ညိုဟာကွင်းညွတ်သွားတယ်ဆိုရင်ပဲပြင်းထန်တဲ့ပောက်ကွဲတဲ့တကူဟာပေါ်ထွက်လာခဲ့တယ်ဦးအောင်ဆန်ရဲ့ခနာကိုကြီးဟာချီအားကြောင့်ကလထိုင်ကြီးရဲ့နောက်မိပေါ်ကိုလမ်းကျသွားတယ်ပြီးသူ့ရဲ့ခေါင်းကရှေ့ကိုငိုက်ကျသွားပါတယ်ဒီတယ်လက်ပြအောင်တက်ရဲ့အလုတ်ကအဆုံးသက်ပါတယ်ညီကုန်းချုပ်ပါတယ်အောင်တက်ဟာအလာတော့ငါတက်လင်းမြန်တဲ့အရှင်နဲ့ ခေကပြေး၍ဆင်းနေသူ့ရဲ့ခြေတံတွေကပြင်းထန်လာတယ်အတန်တော်ကရိုက်ခက်လေပြီဦးအောင်ဆန်းရဲ့ခြံဝမှာကားနဲ့ကြီးကဆက်နုပြီးဂီယာသွင်းပြီးအဆင်နဲ့တရဝနကောင်ကကားနဲ့ကြီးပေါ်ကိုရောက်သွားတာနဲ့ဗရောင်းမြိုင်လန်းတစ်လျှောက်အရှိန်အောင်ပြင်းစွာမောင်းထွက်သွားပါတယ်သူရတဲ့ဗရောင်းမြိုင်လန်းမထွက်ဖြစ်မီရှေ့သူရှူရန်လေကားတစ်စီးဝင်လာပါတယ်အယောင်ကအပြာအမျိုးအစားဝီလီချစ် တစက်ကနှစ်ထပ်ကျန်နဲ့ရှေကမိမဲ့ရဝင်လာတာမို့ အောင်တိုက်ဟာအမျိုးအစားနဲ့စင်းနေလိုက်ပါလာတဲ့လူဒန်းစားတွေရဲ့လုပ်ငန်းကိုသိလိုက်ပါတယ်။သူဟာစိုက်ရိမ်ပူနေနေတဲ့ခဲတောင်တွေကိုပြစ်လွတ်လိုက်မိပါတယ်။အကျဉ်းချက်မိုးရဲရေတဲ့ဆိုတော့လက်ဦးမှုရစေခြင်းနဲ့ညရဲ့တိတ်ဆိတ်မှုတရက်ဆက်ထွက်ပေါ်လာတဲ့တနက်တန်တွေဟာဖြက်စီးပြစ်လိုက်တယ်။ဗြောင်းမြန်ဟာမဟာအဝိစိငရဲ့ကဲ့သို့ပွက်လောက်ရရင်မြတ်ဆူညံသွားခဲ့ပါတယ်။ ဝင်လာတဲ့မီးပွန့်မီးတန်းကလေးတွေဟာကားတစ်စီးရနဲ့တစ်စီးကိုအပြေးအလွှာကုပြောင်းသွားကြတယ်။တိတ်တော့မကြလားချီအားဟာကွာတယ်။အတွဲလိုက်ဆွဲလိုက်တဲ့စတင်းတနတ်တန်ဟာလင်ရိုပါရဲ့နောက်ွယ်မှာဇက်တိုက်ထွက်လာတဲ့ဆိုရင်ပဲကားနဲ့ကြီးစီးရငြိမ်သက်သွားတယ်။တစ်ချက်လေးမှ ပြန်ရွေပစ်ဖို့မရတော့တိုက်ပွဲဟာတစ်ဖက်သက်ပြင်းဆုံးသွားပါတယ်။ရဲအုပ်ထွန်းဝဲဟာလှုံငယ်ကလေးတယောက်တက်လက်ဖြက်လာတယ်။ဖောင်ကြီးဆင်းပေကိုသူက အချိန်မီလက်ဖြောက်အောင်တိုက်နဲ့အပန်းပန်နှုတ်ကို ထိမ့်သိမ့်လိုက်နိုင်ပါတယ်။ရဲတရပေါင်ကျို့သွားတယ်။တနက်ကြီးတည်းကနေငမိုက်သားသုံးဝက်နဲ့ဒရိုက်ဘာစိုးအောင်ဆိုတဲ့ငနေရဲ့နှက်ဘူးကခြေစံဖြတ်သွားတယ်။ပွဲချင်းပြီးအောင်းတော်တွေကားတစ်စီးလုံးဖူးဖူးပြူသွားပါတယ်။လက်ဖြောက်အောင်တိုက်ရဲ့ညာဘက်လက်ဟာခြေစံတစ်ခုရဲ့ထိုးပေါက်မှုကြောင့်တွဲလောင်းကျနေပါတယ်။လက်ဖြောင်းဆိုတဲ့ပွဲကိုဆွတ်လို့ရရမဲ့ဂိမ်းပါပဲ။ရဲအုပ်ထုံးဝင်ဟာ အောင်တိုက်တို့မသွားတဲ့အမျိုးသမီးရဲ့နောက်ကိုလိုက်ဖို့သူ့အဖွဲ့ကိုတာဝန်ပေးပြီးဥအောင်ဆန်ရဲ့ခြံကြီးစီကိုလာခဲ့ပါတယ်။ခြံဝမှာဒေါက်ခင်မိုင်းနဲ့တွေ့တယ်။အဖွားကြီးရဲ့အသွင်ပြန်တုံလုံးချောက်ချားလွန်းနေပုံရပါတယ်။အန်တီလည်းမင်းတို့စီဖုံးဆက်ပြီးဒေါက်တာမင်းကြီးနဲ့စကားပြောနေတာအတော့ကြားသွားတယ်။ပြန်လဲရောက်လာရောတနက်တန်တစ်ချက်ကြားရပြီးလူနှစ်ယောက်ပြည့်စင်လာတာမြင်လိုက်ရလို့ခြံပေးမှာပုံနေမိတာပါကွယ်။ကိုစားတော့အသက်မှာရှိသေးရလားမပြောတတ်ဘူး။ တော်ခင်မကြီးဟာဆိုက်ကြီးတငယ်ငွေရင်ပြောလာတော့တယ်။ရေအုပ်ထွန်းဝဲဟာတော်ခင်မကြီးကိုနှစ်တဲ့ရင် အိမ်ထဲကိုခေါ်ခဲ့တယ်။သူတို့အားလုံးစိုးရင်တကြီးတက်ခဲ့ကြပါတယ်။ဥအောင်စံဖွင့်ဟန်နေတဲ့ပြတင်းပေါက်ပီးကတန်ကလာထိုင်ကြီးပေါ်မှာထိုင်လျက်သာရှိနေရင်ကမောင်ထွန်းဝဲရဲ့လာရဲ့ဘယ်နဲ့လဲလက်ပြောင်အားတိုက်ကိုမိလိုက်ရဲ့လားကွ။တင်ငင်ဝင့်ကြွားတဲ့ဥအောင်စံရဲ့အတန်ကိုသူတို့အားလုံးကြားလိုက်ရပါတယ်။မချော်လေးရဲ့နာမည်က စူဇန်အောင်မဆောဥပဇော်နဲ့ဒေါ်တီတာမြင့်တို့ရဲ့တဦးတည်းသောသမီးလေးဖြစ်ပါတယ်။တမောတမိုင်းဘက်ကတိုက်ဟိုကြီးတလုံးရဲ့အပေါ်ရက်မှာပြန်လဲတွေ့ရှိခဲ့ခြင်းပဲဖြစ်တယ်။ဒေါ်သေးပြီဒီကောင်မလေးကိုအကောင်မပြတ်အရာမယွင်းခင်ရဲတပ်ဖွဲ့ဝင်တွေကအုပ်စီးနိုင်ခဲ့ခြင်းသာဖြစ်ပါတယ်။စူဇန်အောင်မဆောရဲ့တန်ဖိုးဟာတောင်းတောင်းရဲ့အထက်မှာရနိုင်လိမ့်မယ်လို့တွက်ဆပြီးပြန်ပေးဆွဲခြင်းသာဖြစ်ပါတယ်။ဒီအတွက်အောင်တိုက်ဟာအကွက်စစ်စစ်စီစဉ်ခဲ့ပေမဲ့ မမျော်လင့်မထင်မှတ်ပဲမျက်မြင်သက်သေတူရှိနေခဲ့ပါတယ်။ထို့လူဟာလွန်ခဲ့တဲ့နှစ်နှစ်ကကားမောက်ပြီး6ရက်နှစ်ကြာစလုံးအကျော်သေးကသွာလာလှောက်ရှောင်မှုမပြုတ်နိုင်နဲ့အငိမ့်စားရာသွေ့တရားသူကြီးဟာဥအောင်ဆန်းပဲဖြစ်တယ်။အောင်တိုက်ကဥကိုမှတ်မိသွားတယ်။လွန်ခဲ့တဲ့7နှစ်လောက်ကကိစ္စအတွက်ဥကိုသူပြန်ပြီးအပြက်ရှင်းတော့မယ်ဆိုတာကိုတွေးလိုက်မိတယ်။ဥလည်းဟော်ရီတန်ကလထိုင်ကြီးဘွားမထနိုင်တဲ့ဒုက္ခတရားကြီးမဟုတ်လား။ဥအောင်ဆန်းရဲ့စကားကို ရဲအုပ်ဥထွန်းဝင်ဟာအံ့ဩမိတယ်။ဟုတ်တယ်ဦးကျွန်တော်လည်းဒါဟောပဲစဉ်းစားနေမိတာ။လက်ပြအောင်တိုက်လို့တနတ်သမားတယောက်ကတယောက်ကဝဲရောလွဲအောင်ပစ်ခဲ့တယ်ဆိုတော့ဟာဘယ်လွဲလိမ့်မလဲမောင်ထွန်းဝင်ရ။ဦးရဲ့ဟော်ရီနှလုံးသားတက်တဲ့နေရာကိုပစ်ခဲ့တာပေါ့။ဒီကောင်လက်ဖြန့်လွန်းလွန်းတာဦးမသေးခဲ့တာကွာ။ပြားဘလို့ရဲအုပ်ထွန်းဝင်ဟာနားမလည်တကယ်သူပြန်လဲပြီးမေးပြတယ်။ဟုတ်တယ်မောင်ထွန်းဝင်ဟော်ဒီမှာကြည်စမ်းဦးအောင်စား ြစ်စုတစ်ခုရဲအုပ်ထုံးဝင်ကိုကမ်းပေးလိုက်ပါတယ်။လက်တန်းလုံးခန့်ထူတဲ့တမ်းမဏိဆွေးလက်ခုအဝိုင်းကလေးတစ်ခုသာဖြစ်တယ်။အလဲဘဟုတက်တက်မှာကြွက်ခွက်သွားတဲ့ကြည်စံအရာတစ်ခုဟာအထင်ရှားရှိနေစေပါ။ဒီနဲ့ဇဲအုပ်ဟာအဖိုးကြီးရဲ့ဖြတ်ထွန်းညံတဲ့တွေးအမှုကိုကြိတ်၍ချီးကျူးလိုက်မိတယ်။ဒီကောင်လဲအင်းထဲဝင်လာရောက်အဲ့ဒီပစ္စည်းလေးကိုဥရဲ့ဆွဲတိုင်အင်းကြီးအောက်ကနှလုံးသားတက်တဲ့နေရာမှာတွင်ထားပြီးတင်းမင်းကိုအက်ခံရတော့တာပါပဲကွာ။ ဆရာဆီလောင်ရေးတာထားတဲ့တင်မင်းကိုအိုက်ခံခြင်းဆိုတဲ့ဝတ္ထုတို့လေးရတော့ဒီမှာပဲပြည့်စုံပါပြီရှင်။နောက်တဲ့နောက်ထပ်လဲစာအုပ်ကောင်းများစွာကိုနားဆင်ခံစားနိုင်ဖို့အတွက် Your Happiness by Juju Channel လေးကိုလိုက်ရန် Subscribe လုပ်ပြီးသွားကြပါအောင်နော်။ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။